ရှင်ဓမ္မရဇကဤသို့တော်ရှင်မာဒီဆရာတော်ဘုရားကြီးအမှုပြီတော်တန်ဃာတော်ရှင်များများအားယူပြီးစွာလျှောက်ထားပါမယ်ဗျာဤသို့တော်ရှင်ဆရာတော်ဘုရားတပည့်တော်လျှောက်ထားပါသည်ဗျာတပည့်တော်သည်လူတချို့ကိုတူပြုပါသည်ဗျာ၎င်းလူများတွင်ကိုကျင့်တရားလိမရှိပါအလှအတန်းစသည့်ကောင်းမှုကုသိုလ်များကိုလူလောက်တဲ့လောက်ကလေးတောင်ပြုလုပ်ဒီကိုမတွေ့ပါဗျာထားကြမှုလိမရှိပါဗျာ ထိုပုဂ္ဂိုလ်များကိုစုံစမ်းကြည့်သည့်အခါ၎င်းပုဂ္ဂိုလ်များက၎င်းတို့သည်ဖျားစုပန်းသည်ဟူ၍၎င်းတစ္ဆေကဗုဒ္ဓစုပန်းသည်ဟူ၍၎င်းအက္ခတာဝကမဟာတာဝကစုများကိုပန်းသည်ဟူ၍၎င်းအတိအသည့်ဖြည့်ကြားကြပါသည်ဖျား၎င်းတို့နေလုံးထိုင်လုံးစိတ်နေစိတ်ထားကိုခြင်းတရားများကိုကြည့်ပြီးဒီလိုလူသားတွေကဒီစုကြီးတွေကိုပန်းတာရေစရာကောင်းလာတယ်ဟုတတိတော်ယူဆပြီး၎င်းပုဂ္ဂိုလ်များတတိတော်အထင်သွင်းမိပါသည်ဖျား ၎င်းပုဂ္ဂိုလ်များနဲ့တွေ့ပြီးသည့်နောက်တတိတော်သည်ယခုလိုဆင်ခြင်မိပါသည်ဖျားငါတဲ့ညက်နဲ့သူများကိုငါအထင်ပေးပြီးရဲခြင်းမလို့ငါတဲ့ตาတဲ့ပုဂ္ဂိုလ်တွေကလည်းငါပန်တဲ့စုကိုကြားရရင်ငါရဲ့ချုံရင်းချက်တွေကိုကြည့်ပြီးရဲခြင်းကြမှာပဲငါကိုအထင်ပေးကြမှာပဲအစရှိတဲ့ဖြင့်ဆင်ခြင်မိပါသည်ဖျားကျေးဇူးရှင်ဆရာတော်ဖျားသည်တတိတော်တဲ့အစကအရာရာတွင်မနှိုင်းရှင်သာအောင်ထုတ်ခဲ့တာလွန်သောပုဂ္ဂိုလ်မြတ်ဖြစ်ပါသည်ဖျား တတိတော်ပန်ထားသောသူကိုလူတိတော်မူသောတတိတော်ဤဆရာမြတ်ဖြစ်ပါသည်ဗျာဆရာမြတ်ဖြစ်သည့်အားတော်စွာထိုသူကိုပန်ထားသောသူအနေနှင့်တတိတော်ဤချုံရင်းမြားဉာဏ်ဖြင့်ဉာဏ်နှင့်တကွသင်တော်သည့်အချက်များကိုသည်ကောင်းစွာသိမြင်နိုင်သောဆရာမြတ်ဖြစ်ပါသည်ဗျာလို့ဖြစ်ပါသောကြောင့်တတိတော်အားအစဉ်တနာသည်ကိုအကြောင်းပြ၍တတိတော်ဤသို့ဖြင့်ပတ်သက်ပြီးဤသည့်ချုံရင်းမြားကိုပယ်ရမည်ဟု၎င်း မိတိအချက်များကိုစတဲ့တဘူတိုးပြီးလုပ်ရမည်ဟုလို့၎င်းတတိတော်အပွင့်ဝင်းပွင့်လင်းစွာဩဝါဒပေးသနာတော်မူပါဗျာဆရာတော်ဖျားဤဩဝါဒများသည်တတိတော်အတွက်အခါကြံမြင့်စွာအကျိုးဖြစ်တွန်းနိုင်လိမ့်မည်ဟုတတိတော်မမိတ်မတုံယုံကြည်ပါသည်ဗျာကျောင်းလာရသောသံဃာတော်ရှင်များနှင့်တကားလူပရိသတ်များ၏မျက်မှောက်၌အရှင်ဓမ္မရဇကကျေးဇူးတော်ရှင်မာဇီဆရာတော်ဖျားကြီးအား လွန်တရာတိလို့တော့အချက်လက်များကိုလျှောက်ထားသည့်အတိုင်းကျေးဇူးတော်ရှင်မာဇီဆရာတော်ဘုရားကြီးကပြန်လည်၍မိတ်ကြပါမည်ကြွရောက်နာကြတဲ့ဧတာပေါင်းနာယူတော်မူကြပါခင်ဗျာလျှောက်ထားခြင်းထဲမှာဘုရားစုပိစိကဗုဒ္ဓစုအဲ့ဒါသာဝကစုမဟာသာဝကစုပံပြီးထိုစုကြီးများနဲ့ ပြင့်လျော်အောင်ပါရမီရှိစီးမှုပြင့်ပြီးရနေတဲ့ပုဂ္ဂိုလ်တွေကို